မင်္ဂလာပါရှင်အခုပြောပြပေးမှာကတော့ဒီနေ့ကွန်ပျူတာမှာရှိနေတဲ့ဒီနေ့ရက်စွဲနဲ့ဆိုလို့ရှိရင်ရက်လနှစ်ကိုဘယ်လိုတွက်လဲဆိုတဲ့နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်အပေါ်မှာတော့ဖော်မြူလာလေးကိုရေးပြထားပါတယ်ညညာချင်းရေးမယ် DA DATE DIF ပြီးတော့ဝင်စာရေးမယ် start date မှာတစ်ချက်နှိပ်မယ်ကော်မာရေးမယ် p o d e y ဘူစာခွင်းပေး comma တပည့်ပုတ်ထဲမှာ y တပည့်ပုတ်ထဲမှာပြီးတော့ခွင်းပေးမယ် enter ဆိုရင်ရပါပြီเนาะဒီနှိကိုရသွားတဲ့နေရာလေးမှာ dog လေးမှာနှစ်ချက်ကလေးနှိပ်လိုက်မယ်ဆိုရင်တော့ရသွားပါပြီရှင်ညီမချင်းပြန်ပြောပြပါမယ်ညီမချင်း d a t e d i f ခွင်းစာ study comma t o d a y today ဝင်းစာဝင်းပေ comma တပည့်ကုတ်ထဲမှာ y m ပြီးတော့ဝင်းပေပါမယ် enter နှိပ်ပါမယ်ရှင်ဟုတ်ပြီလာဘယ်နဲ့လာမှမရှိဘူးတဲ့ဟုတ်ပြီရက်မြကျင်း d a t e d i f ဝင်းစာ static ကိုယူမယ် comma p o d e y ဝင်းစာဝင်းပေး comma ဒီပဲကုတ်ထဲမှာ month day ပြီးတော့ဝင်းပေးပါမယ် enter နှိပ်ပါမယ်ရှင်ပြီးတော့ဒီပဲကုတ်လေးနှိပ်လိုက်ပါမယ် sorry ဒီပဲမှာနှစ်ချက်ဒီပဲကလေးလေးနှိပ်လိုက်တယ် အမရက်တီကိုလာပြပေးတာဖြစ်ပါတယ်ရှင်ဒီနေ့အထည်ဆိုလို့ရှိရင်ပေါ့နော်ဒီရဲ့ end date ကိုတွက်တာမဟုတ်ပါဘူးဒီနေ့ကွန်ပျူတာမှာရှိနေတဲ့ဒီနေ့ရက်စွဲကွန်ပျူတာမှာရှိနေတဲ့ဒီနေ့ရက်စွဲကိုလုတ်ချင်ရင်ကပေါ်တဲ့နီးကနှစ်နီးရှိပါချင်းမှာပါလဲဆိုတော့တနီးကကျတော့ညညာချင်း T O D A Y ညညာချင်း T O D A Y ကိုစကွင်းပေး enter ဒီလိုမျိုးနဲ့လဲ follow လို့ရပါတယ်ရှင်နောက်တနည်းကတော့ control နဲ့ semi colon နှိပ်လိုက်ရင်လည်းပဲဒီဒီနေ့ yes ကိုရပါတယ်ကျွန်တော်ပြန်ရေးပြပါမယ်ဒီမှာဆိုလို့ရှင် T O D A Y ဝင်းစားဝင်ပေးညီမြချင်း T O D A Y ဝင်းစားဝင်ပေးရင်းတူဒေးတိတ်ကိုရပါတယ်နောက်တစ်မျိုးကတော့ control control နဲ့ semi colon ကိုတွဲနှိပ်တယ်ဆိုလို့ရှိရင် ဒီနေ့ဒိတ်ကိုရပါတယ်ရှင်ဒီနေ့ဒိတ်ကိုရအောင်ဖော်တဲ့နီးကတော့ဒီနှစ်နီးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်စံကြည့်ပါနော်